အလုံးမင်းမင်္ဂလာပါဒီနေ့တိုင်းရွှေသေးကမနေ့ပိုင်းမှာလဲ150အတက်နဲ့ဈေးဖွင့်သွားပါပြီဒီနေ့က21ရက်နေ့3လပိုင်း2020နဲ့5ခုနဲ့မနေ့ပိုင်းတိုင်းရွှေသေးကတော့150တက်ပါတယ်96.5ရာခိုင်နှုန်းရှိတဲ့တိုင်းရွှေခဲသေးဆိုင်ကရောင်းတဲ့ဈေးက48000နဲ့မှ600ဆိုင်ကလက်ခံတဲ့ဈေးက48000နဲ့မှ900လက်ဝယ်ရနိုင်ဈေးနှုန်းတွေကတော့ဆိုင်ကရောင်းတဲ့ဈေးက4900နဲ့မှ400ဆိုင်ကလက်ခံတဲ့ဈေးက4960 ခွနစ်နဲ့ပေါက်ဈေးရှိနေပါတယ်။ကမ္ဘာရွှေတောင်းအောင်စားကိုဒေါ်လာ3035.53ညနဲ့ထိုင်းရွှေဈေးကိုတွက်ထားပါတယ်။တဒေါ်လာကိုထိုင်းမငွေ33.84နဲ့ထိုင်းရွှေဈေးကိုတွက်ထားပါတယ်။96.5ခန့်လုံးရှိတဲ့ထိုင်းရွှေခဲကဘန်ကောက်ထဲမှာလက်က200ရှိပါတယ်။လက်ကဘီစီထိုင်းရွှေခေတ္တဘက်သားကို48,800နဲ့ဒီနေ့မှာပေါက်ဈေးရှိနေပါတယ်။ဆိုင်ကလက်ခံတဲ့ဈေးကတော့ရာခိုင်နှုန်းပြမပြပဲဆိုင်က48,500ဈေးနဲ့ပြန်ပြီးတော့လက်ခံပါပါ။လက်ဝယ်ရနိုင်လက်ခရရတာဘန်ကောက်ထဲမှာတစ်ပတ်သားကို1,000ကနေ2,000ထိရှိနိုင်ပါတယ်။ မိမိဝယ်တဲ့ထဲပေါ်မှာမူတည်လို့ရောင်းတဲ့ဆိုင်ပေါ်မှာမူတည်ပြီးတော့လက်ခဆေးနှုန်းကပြောင်းလဲမှုရှိနိုင်ပါတယ်။ဒီနေ့လက်ဝိညာဏတပတ်သားကိုပြန်ရောက်မယ်ဆိုရင်ဆိုင်က900ခန်းလုံးဖြတ်ပြီးတဲ့ပြင်ကို4400ကျော်နဲ့ပြန်ပြီးတော့လက်ခံနိုင်ပါတယ်။လက်ရှိမှာလည်းထိုင်းရွှေဈေးတွေကတက်နေပါသေးတယ်။ထိုင်းရွှေအခဲတပတ်သားကို9000ပတ်ဝန်းကျင်အထိအင်မတန်မှနှိကက်လာပါပြီ။ကမ္ဘာရွှေတောင်အောင်စားကိုဒေါ်လာ3100ကနေ3200ထိတက်မယ်လို့ခန့်မှန်းပြီးတော့ထိုင်းရွှေတပတ်သားကို 9000တိတက်မယ်လို့ခန့်မှန်းထားကြပါတယ်။လက်ရှိမှာတော့ထိုင်းရွှေစီတွေကတက်နေတာဖြစ်တဲ့အတွက်ထိုင်းရွှေခဲကိုစိတ်ဝင်စားလို့ဝယ်စုမိသူတွေကတော့အကြစည်းနဲ့စောင့်ပြီးဝယ်စုကြပါလို့ကျွန်တော်ကကြံပြုချင်ပါတယ်။ထိုင်းရွှေစီငွေစီတွေကိုအမြဲတမ်းတင်ပေးပါရစေ။ထိုင်းရွှေစီငွေစီတွေကိုသိချင်နေဆိုကျွန်တော်ဗီဒီယိုတွေကို follow လုပ်လိုက်လို့ထားနိုင်ပါတယ်။အားလုံးပဲမင်္ဂလာပါ။